السلام عليكم ورحمة الله وبركاته ယနေ့ဟဂျရီ1448ခုရဗျောစာနီ25ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ8ရက်နေ့ဗုဒ္ဓဟူးနေ့မှာ9မိနစ်တိအောင်မြင်ခဲ့ရဲ့သင်ခန်းစာအမှတ်စဉ်1156ကိုတင်ပြတော့မှာဖြစ်ပါတယ်မိတာငတ်မှုနေတဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ပေါ်မှာအစ္စလာမ်ကဘယ်လိုမြင်တယ်လဲဒါတွေကိုဘယ်လိုကူစားရမလဲဆိုတာလေးတွေကိုဒီနေ့တင်ပြလိုပါတယ်ဒီနေ့ခေတ်မှာလူမှုအတိုင်းဝိုင်းမှာမြစ်တာတရားချွတ်တဲ့မှုတွေကိုကျွန်တော်တို့ နေဂရူကခံစားနေရပါတယ်အထူးသဖြင့်လူကြီးတူမတွေဟာလူငယ်လူရွယ်တွေထံကနေတံပိုးထားတာတွေမေတ္တာပေးတာတွေကိုအထူးလိုလားနေကြတဲ့အချိန်ဖြစ်ပါတယ်အစ္စလာမ်အမြင်မှာဒီကိစ္စရက်တွေအတွက်လမ်းညွှန်ချက်တွေအပြည့်အစုံရှိပါတယ်ကျွန်တော်တို့ရဲ့အကြီးအကဲတွေထဲမှာကျွန်တော်တို့ရဲ့မိဘတွေဟာပထမဆုံးဖြစ်ပါတယ်မိဘတွေကိုဘယ်လိုပုံစံမေတ္တာထားရမလဲဘယ်လိုယူသေးလေးစားရမလဲဆိုတာကိုကျွန်တော်မြတ်ကုရ်အာန်မှာကျွန်တော်တို့အာရတ်တော်ပေါင်းများစွာမှာတွေ့ရှိရပါတယ် အဲ့ဒီအာယတ်တော်တွေကတချို့ကိုတင်ပြအပ်ပါတယ်အာဥဒုဘီလာဟီမီနရှိုင်တန်ရာဂျင်ဝကဒါရဘ်ကအန်လာတအဘူဒူအီလာအီယာဟူဝဘီလ်ဝါလီဒိုင်းအီဟ်ဆာနာ إما يبلغن عندك الكبر أحدهما أو كلاهما فلا تقل لهما أف ولا تنهرهما وقل لهما قولا كريما تها الله شمياء تها شمياء الله شمياء كوبة تتا كوكوة جنغو بيو جابو أمين دو چاما دو مبارة دي نو ما مي باري نه قومون زوا سسان جابو أمين دو چاما دو مغي بارة تكيلو ترو نعو نه تأو او دومهو نعو زلون ها تيه ناما أمين يو جين يوشي لاغين အိုးလို့တောင်မှပြောဆိုခြင်းမပြုပါနဲ့ထို့သူတို့ကိုဆဲရေးတိုင်းထွာခြင်းမပြုပါနဲ့ထို့ပြင်သူတို့နှစ်ဦးကိုဂုံကျူးမုံတီးစွာစကားပြောဆိုခြင်းနေလေမပြုပါနဲ့ဆိုပြီးတော့မှဆူရာအစ္စရာရဲ့အာယတ်နံပါတ်23မှာဘလောရှိမြတ်ကအမိန့်ရှိထားပါတယ်မိဘတွေကိုကျင်နာစွာဆက်ဆံမှုအာယတ်တော်တွေရှိပါတယ်အဲ့ဒီထဲမှာဆူရာအန်ကဘူးအာယတ်နံပါတ်8မှာဘလောရှိမြတ်ကအမိန့်ရှိတယ်အာဦးဇူဘီလာဟီမင်နရှေတာနီရာဂျီမ်ဝဝဆိုင်နလ်အင်ဆာနဘီဝါလီဒိုင်ဟီဟုစနာ وإن جاهداك لتشرك بي ما ليس لك به علم فلا تطعهما وصاحبه فلا تطعهما إلي مرجعكم فأنبئكم بما كنتم تعملون ငါရှုမြတ်ဟာလူသားကိုမိဘများနဲ့ကောင်းမွန်စွာဆက်ဆံဖို့အမိန့်ပေးတော်မူခဲ့ပါတယ်အကယ်လို့ဒီမိဘတွေကတင်မတိတဲ့အရာတွေကိုငါရှုမြတ်နဲ့တွဲဖက်ကိုးကွယ်ဖို့အတွက်တင့်ကိုအတင်းကျပ်ပြုမယ်ဆိုရင်တော့သူတို့ရဲ့ ဒီကိစ္စနဲ့ပတ်သက်တာကိုနော်မိဘရဲ့အမိန်ကိုနာခံတာမလုပ်ပါနဲ့မလို့အဖူးဆိုပြီးတော့မှအမိန်ရှိထားပါလေ။ဟာဒီစတိုရီထဲမှာလည်းလူကြီးတူမတွေမိဘတွေကိုကောင်းမွန်စွာဆက်ဆံဖို့တွင်တင်ချက်တွေလာရှိပါတယ်။မိဘတွေကိုကောင်းမွန်စွာဆက်ဆံဖို့အတွက်ရီဒါရဘ်ဘီဖီရီဒါလ်ဝါလစ်ဝဆခတ်ုရဘ်ဘီဖီဆခတ်ုလ်ဝါလစ်ဆိုပြီးတော့ဟာဇတ်အဗ်ဒူလာဘင်အမရ်တခင်ကြီးစင်ပြန်ချက်ကိုဖော်ပြထားပါတယ်။မိဘရဲ့ဂျင်းနတ်မှုဟာအလောရှမရဲ့ဂျင်းနတ်မှုဖြစ်ပြီးတော့ မိဘရဲ့မကျေနပ်မှုဟာအလောရှိမြတ်ရဲ့မကျေနပ်မှုဖြစ်တယ်ဆိုပြီးတော့မှအမိန့်ရှိထားပါတယ်လူကြီးတူမတွေကိုယူသေးဖို့နဲ့ပတ်သက်ပြီးတော့ဟာဇတ်ဂျာဘီရ်ဘင်အဗ်ဒူလာရာဒီယလာဟူတလာအန်ဟူတခင်စင်ပြန်တဲ့ရီဝါယတ်မှာကိုရမဆလလာလ္လဟ်အလိုင်းဆလမ်ကအမိန့်ရှိတယ်လိုက်ဆာမင်နာမန်လမ်ယဝကီရ်ကဘီရနာဝယရဟမ်ဆဂီရနာလူကြီးတူမတွေကိုယူတာယူသေးလေးစားခြင်းမပြုဘူးငယ်ရွယ်သူတွေကိုတနာညာတာခြင်းမရှိတဲ့သူဟာငါတမန်တော်ရဲ့အတိုင်းဝိုင်းတွေကမဟုတ်ဘူးဆိုပြီးတော့အမိန့်ရှိထားပါတယ်ပညာရှင်တွေရဲ့ အဆိုမိတ်နေထဲမှာအတင်းတို့နဲ့အကောင်းဆုံးသောသူဟာမိဘတွေကိုအကောင်းဆုံးဆက်ဆံသူဖြစ်တယ်။မိဘတွေကိုကျေးဇူးဆက်ခြင်းဟာအကြီးအမားဆုံးသောဝတ္တရားတရားဖြစ်တယ်ဆိုပြီးတော့ပညာရှင်တွေကအမိန့်ရှိပါတယ်။အဲ့တော့ကျွန်တော်တို့တွေဟာဒီနေ့ခေတ်မှာလက်တွေ့ဘလို့မိဘတွေနော်လူကြီးသူမတွေကိုကျွန်တော်တို့တွေကောင်းမွန်စွာနဲ့မြတ်တာတွေပေးမလဲ။နံပါတ်1လူကြီးသူမတွေကိုနေ့စဉ်ဆက်သွယ်တာ ဥမာဖုန်းခေါ်ဆိုတာသတင်းစကားမေးမြန်းတာတွေကိုကျွန်တော်တို့လုပ်မယ်ဒီလိုနဲ့သူတို့ကိုကျွန်တော်တို့ဂယုစိုက်တယ်ဆိုပြီးတော့ပြသကြရအောင်နံပါတ်1ကတော့ကျေးဇူးတည်စိတ်နဲ့ကျွန်တော်တို့ပြုမှုဆောင်ရွက်မယ်မိဘတွေဆရာသမားတွေကိုကျေးဇူးတင်စကားပြောဆိုမယ်နံပါတ်3ကတော့လက်တွေ့အကူအညီတွေပေးမယ်လိုအပ်တာတွေကိုကြိုတင်တီးအောင်လုပ်ပြီးတော့ကူညီခြင်းလည်းဖြစ်ပါတယ်နံပါတ်၄ကတော့အတွေ့အကြုံတွေကိုတံပိုးထားမယ်လူကြီးသူမတွေထိုင်ခန်းနေအကြံဉာဏ်တွေကိုကျွန်တော်တို့နားထောင်မယ်သူတို့နားမှာချင်းကပ်ပြီးတော့သူတို့ရဲ့ဘဝအတွေ့အကြုံတွေကနေသင်ခန်းစာတွေယူမယ်ဆိုရင် အင်တန်မှဒါဟာတန်ဖိုးရှိလာပါတယ်အဲ့တော့အစ္စလာမ်အမြင်မှာလူကြီးတူမတွေကိုယူသိလေးစားတာမေတ္တာထားခြင်းဟာဘာသာရေးအရပြုကျင့်ရမယ့်အခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်ဒါဟာလူအတိုင်းဝိုင်းရဲ့ခိုင်မာတဲ့အခြေခံအုတ်မြစ်လေးဖြစ်တဲ့မေတ္တာငတ်မွတ်နေတဲ့ဒီကာလမှာလူငယ်လူရွယ်တွေအနေနဲ့လူကြီးတူမတွေကိုဂယုစိုက်တာတွေလုပ်ရမယ်ဂျေဇုတိစိတ်တွေနဲ့မေတ္တာပေးခြင်းတို့နဲ့လူမှုအတိုင်းဝိုင်းကိုပြန်လည်မြင့်တင်နိုင်ကြမှာဖြစ်ပါတယ်အလောရှိမြအားလုံးကိုလှုပ်ဆောင်နိုင်စွာချီးမြှင့်ပေးသနာတော်မူပါစေ السلام عليكم ورحمه الله وبركاته